မင်္ဂလာပါခင်ဗျရှင်ကုန်ခစ်တက်ကနေဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ကချင်ပြည်နယ်ကဗမော်နဲ့မက်ဆီမျိုးသိမ့်တဲ့ဘက်မှာဗမော်တက္ကသိုလ်အပါအဝင်စစ်ကောင်စီတပ်စခန်းခုနှစ်ခုတက်မနေကို KIP ရဲ့ပူးပေါင်းတပ်တွေကမနေ့ကတရက်ထဲမှာနေအပိတ်သိမ့်ပတ်လိုက်ပြီးတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်ဆိုပါတယ်ချင်းပြည်နယ်ထန်တလန်မြို့နယ်ကအချက်ဖတ်စစ်ကောင်စီတပ်ရဲ့ C3 စခန်းကုန်းကိုချင်းတော်လန်ရေးတပ်တွေကတတ်မှန်သိမ့်ပတ်လိုက်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့အကုန်လုံးထွက်ပြေးသွားကြတယ်ဆိုတဲ့သတင်းပါဝင် ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမအောင်တင်ဆက်ပေးခြင်းတဲ့တင်ကတော့ကချင်ပြည်နယ်ကဗမော်နဲ့မက်ဆီမြို့သိမ်းတိုက်ပွဲမှာဗမော်တပ်ကတော်ပါဝင်စစ်ကောင်စီတပ်စခန်းခုနှစ်ခုထပ်မင်းကို KNPT ရဲ့ပူပေါင်းတပ်တွေကမနေ့ကတရထဲမှာတဲ့အပိတ်သိမ်းပိုက်လိုက်ပြီးတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ KNA3 ရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်ဒီဇင်ဘာလ၄ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းကစပြီး KNA ဥဆောင်တဲ့ PD ရဲ့ပူပေါင်းတပ်တွေဟာ မမောမြို့နယ်မန်စီမြို့မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုတပြိုင်တည်းဆက်တင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်ဆိုပါလေအဲ့ဒီနောက်မနေ့ကတရက်ထဲမှာလည်းအကြံဖက်စစ်ကောင်စီတပ်ရဲ့ခလာရ40ခွန်ညောင်မင်းသားဖန်ခါကုံမမောတက္ကသိုလ်စစ်တပ်စခန်းအပအဝင်စစ်ကောင်စီတပ်စခန်းပေါင်း9ခုထက်မနည်းကို GNP တရက်ပူပေါင်းတပ်တွေကအပိတ်တိုက်ခိုက်သိမ်းပိုက်ရရှိထားတယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါလေလက်ရှိမှာလည်း KNPD ရဲ့ပူပေါင်းတပ်တွေဟာဗမော်မြို့ပတ်လည်မှာလက်ကျန်စစ်ကောင်စီတပ်စခန်းတွေကိုအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲတွေလည်းတတော်ကိုပြင်းထန်နေသလိုစစ်ကောင်စီဘက်ကလည်းဗမော်မြို့မကြအောင်လေကြောင်းပစ်ကူတွေဒရက်ဆက်အသုံးပြုပြီးအသေးတန်ခုခံနေရဆိုပါတယ်တစ်ဖက်မှာလည်းမန်စီမြို့သိမ်းတိုက်ပွဲမှာ KNPD ရဲ့ပူပေါင်းတပ်တွေကအကြမ်းဖက်စစ်ကောင်စီရဲ့ခမရ316 601နဲ့9နှစ်3တရစ်3ခုစလုံးကိုတပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေကတော့အပြင်းထန်ကိုဖြစ်ပွားနေတယ်လို့ KIA 3ရင်းမိကပြောထားပါတယ်ခင်ဗျဒီတခါချင်းပြည်နယ်ဘက်မှာလေထန်တလန်မြို့နယ်ကအချက်ဖတ်စစ်ကောင်စီတပ်ရဲ့ C3 စခန်းကုန်းကိုချင်းတော်လိုင်းရေးတပ်တွေကထပ်မံသိမ်းပိုက်လိုက်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့အကုန်လုံးထွက်ပြေးသွားကြတယ်လို့ CNA သတင်းရင်းမိကရန်ကုန်ခေတ္တကိုပြောပါတယ်ဒီဇင်ဘာလ၄ရက်နေ့ဖြစ်တဲ့မနေ့ကပဲထန်တလန်မြို့နယ်ကအချက်ဖတ်စစ်ကောင်စီတပ်ရဲ့ C3 စခန်းကုန်းကိုချင်းတော်လိုင်းရေးတပ်တွေကထိုးစစ်ဆင်မှုလာတဲ့အချိန်မှာပဲ တိုက်ပွဲတောင်တိတ်မဖြစ်လိုက်ရပဲစခန်းထဲမှာရှိတဲ့စစ်ကောင်စီတပ်သားအယောက်30ကျော်လောက်ဟာအကုန်လုံးထွက်ပြေးသွားကြတယ်ဆိုပါလေအဲ့ဒီနောက်ချင်းတော်လေးတပ်တွေကစခန်းကိုအပိတ်တိတ်ပတ်လိုက်ပြီးရှင်းလင်းရေလုတဲ့အချိန်လက်နက်တချို့လဲတင်းစီရရှိထားပြီးတော့အဲ့ဒီစစ်ကောင်စီရဲ့ C3 တောင်ကုန်းစခန်းဟာစစ်ရေးအရာရေးပါဗျူဟာကျတဲ့နေရာကတက်စကန်ကုန်းတစ်ခုဖြစ်တယ်လို့အခုတော့ချင်းတော်လေးတပ်တွေကတိတ်ပတ်ရရှိသွားပြီဖြစ်တယ်လို့ CNN သတင်းရင်းမြစ်ကပြောထားပါလေတစ်ဖက်မှာလည်း ချင်းပြည်နယ်ဟာခါနဲ့ထန်တလန်ဂျာကစစ်ကောင်စီတပ်စခန်း၅ခုကိုချင်းတော်လိုင်းတပ်တွေကဒီဇင်ဘာလ၂ရက်နေ့ကပဲတိမ့်ပိုက်ရရှိထားပါသေးတယ်ခင်ဗျအခုတခါဒရင်တိုင်းတိုင်းပတ်မှာတော့အချက်ဖတ်စစ်ကောင်စီတပ်ဆွဲထားတဲ့ဒဝဲရင်းနဲ့စိတ်ကန်းခမရ၄၀၀ခွန်တရင်နဲ့ရက်တော်မူဖယားအနီကစစ်တပ်စခန်းတွေကိုတော်လိုင်းပူပေါင်းတပ်တွေက drone နဲ့ bomb တွေဇက်တိုက်ချဲချတက်ခတ်မှုတွေအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်စုစုပေါင်း၁၁ဦးကတော့အတိအသေးကုန်ကြပြီလို့ တဝဲ TPNF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်။နိုဝင်ဘာလကုန်ပိုင်းမှာပဲအချက်ဖတ်စကောင်းစီတက်ဆွဲထားတဲ့တဝဲရင်းနဲ့စိတ်ကန်းခမရ400ခွန်တရင်နဲ့ရက်တော်မူဖျားအနီးကစစ်တပ်စခန်းတွေကိုဒေါ်လန်ရေးပူပေါင်းတပ်တွေက drone နဲ့ဘုံးဒီရေးဇက်တိုက်ကျဲချတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းတဝဲရင်းနဲ့စိတ်ကန်းကစစ်ကောင်းစီတပ်သားတအူးခမရ400ခွန်တရင်ကအရာရှိတအူးနဲ့တပ်သား9ဦးရက်တော်မူဖျားနီးမှာရှိတဲ့စစ်တပ်စခန်းကစစ်ကောင်းစီတပ်သား2ဦး စုစုပေါင်းစစ်ကောင်စီတပ်ဖွဲ့ဝင်11ဦးကတော့အသီးသီးသိကုံကြတဲ့အကြောင်းကိုတိထားရတယ်လို့ဒဝဲ TPLF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျဒီတခါစကိုင်းတိုင်းဘက်မှာတော့စကိုင်းမြို့နယ်ကအချမ်းဖက်စစ်ကောင်စီအခိုင်အမာတဆွဲထားတဲ့ကြွေပုံပြူစော်တီကျွော်ကိုဒေါ်လာ1ပုံပေါင်းတပ်တွေကပုံရဇက်တိုက်ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေရှိထားတယ်လို့ Yanwolf LPD ရဲ့တပ်ဖွဲ့ကပြောပါတယ် အဲ့ဒီစကိုင်းမြို့နယ်ကအချမ်းဖတ်စစ်ကောင်စီအခိုင်အမာတက်ဆွဲထားတဲ့ကြွယ်ပုံပြူစော့တိကျေးရွာကိုဒေါ်လာရေးပူပေါင်းတပ်တွေက drone စစ်စင်ရေးနဲ့မြေပြင်စစ်စင်ရေးပါတွေ့ပြီးဒီဇင်ဘာလတရနေ့အထိ3ရက်ဆက်တိုက်ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စေကောင်စီတပ်သားတွေနဲ့ပြူစော့တိတွေတော်တော်ကိုထိခိုက်သေးဆုံးမှုရှိထားတဲ့အကြောင်းကိုပါတိထားရတယ်လို့လဲ Yan Wolf LPD ရဲ့တပ်ဖွဲ့ကပြောထားပါတယ်ခင်ဗျတပ်ဖွဲ့မှာတော့မန္တလေးမြို့ကမဟာအောင်မြေမြို့နယ်မှာ ရေတန့်ပို့တဲ့သူကိုကောင်းထက်ဆန်းဆိုတဲ့သူကိုအကြံဖက်စစ်ကောင်စီတပ်ကစစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့မြစ်သားမြို့နယ်မှာလည်းစစ်ကောင်စီတပ်ကစစ်ကားတွေပေါ်ကိုလူငယ်တွေဆွဲတင်ပြီးပေါ်တာဆွဲဖမ်းဆီးတာတွေလှုပ်သွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။မန္တလေးမြို့ကမဟာအောင်မြင်မြို့နယ်မှာဆိုရင်ဒီဇင်ဘာလ၄ရက်နေ့ဖြစ်တဲ့မနေ့ကပဲရေတန့်ပို့နေတဲ့အသက်20ကျော်အရွယ်ကိုကောင်းထက်ဆန်းဆိုတဲ့သူဟာအောင်ချမ်းသာရက်ကွက်မှာရေတန့်ပို့နေတဲ့အချိန်အကြံဖက်စစ်ကောင်စီတပ်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေက စစ်မှုထမ်းရမယ်ဆိုပြီးအတင်းအကျပ်ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ဖမ်းခံရတဲ့လူငယ်နဲ့နှိစက်သူတွေကပြောထားပါတယ်။အဲဒီလိုကိုကောင်းထဆန်ပေါ်တာဆွဲဖမ်းဆီးခံရတဲ့အကြောင်းကိုတိတိချင်းမိဘဖြစ်တဲ့သူတွေကချက်ချင်းလိုက်ထုတ်ဖို့ကြိုးစားပြီးမယ်ထုတ်လို့မရတော့ပဲအချမ်းဖက်စကောက်စီတက်ရဲ့ခလာရ65တက်ရင်ကိုပုတ်ခံလိုက်ရတယ်ဆိုပါတယ်။တစ်ဖက်မှာလည်းမင်္ဂလိတိုင်းကမြစ်သားမြို့နယ်မှာဒီဇင်ဘာလ2ရက်နေ့ကပဲအချမ်းဖက်စကောက်စီတက်ကမှန်လုံခီးတဲ့တင်ကာတစီကင်းလေကာတစီနဲ့မြို့တွင်းမြို့ပြင်ကြေးရွာဘက်တွေမှာ သူတို့နဲ့တိုးတဲ့လူငယ်တွေကိုကားပေါ်အတင်းဆွတ်တင်ပြီးလှက်လေပေါ်တာဆွဲဖမ်းဆီးဓာတ်တွေလုတ်သွားတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။အဲ့ဒီနောက်ချမ်ပါစစ်ကောင်စီတပ်ကဖမ်းဆီးခံရတဲ့လူငယ်တွေရဲ့မိဘတွေစီကိုပါဒါဟာစစ်မှုထမ်းအပစင်ရှစ်အတွက်စစ်တင်နန်းတပ်ဖို့ခေါ်သွားတာဖြစ်တယ်ဆိုပြီးတော့ကိုဆက်သွဲအကြောင်းကြားခဲ့ပြီးမိဘတွေလည်းဘလို့မှလိုက်ထုတ်လို့မရတော့ဘူးလို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ ြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ